เซอร์มัวร์ลงว่ามาพิมพ์นี่ซ่าแม่มาทรายเมนูเอามาป่ะจ้ารู้ย้อนเดียวอยู่ลงว่าเชื่อ The hat is new, The hat is new, The hat is new, ဟုတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ရန်ကုန်မြို့မှာစီးဖုတ်တွေကိုစုံစုံလေးလေးနဲ့တနရာတဲ့ luxury ဆန်ဆန်စားလို့ရတဲ့နေရာဆိုလို့ရှိရင်ဘယ်နေရာအရင်ဆုံးကြည့်မိမိလဲဘယ်နေရာလဲဘယ်နေရာလဲဆိုတော့ဒါ Sipu City ပေါ့နော် Sipu City က online မှာလည်းနာမည်ကြီးနေရယ်မြန်လို့ကလည်းတစ်ခါမှမစားဘူးသေး limit မှာစားဘူးလားတစ်ခါမှမစားဘူးသေးပါဘူးအဲ့တော့မြန်လို့နှစ်ယောက်ကပထမဆုံးအချိန်အနေနဲ့ Sipu City မှာဒါ buffet လာစားရပဲဖြစ်ပါရဲ့အဲ့တော့ဒီမှာ Sipu City က buffet ကိုဘယ်လိုတောင်းစားမလဲပြီးတော့ဘယ်လို item တွေရှိလဲပြီးတော့ ဒါတရားဟိုဘလောက်လဲဆိုတာဒီဗီဒီယိုလေးမှာပြပြဆုံဖော်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပါအောင်နော်ဟုတ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်နဲ့ကျွန်တော်နှစ်ယောက်ဘာကြီးစားမလဲဆိုတာကိုလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါဦးခင်ဗျာပါမယ်ဒီပါက ဝဲပစ္စည်းကွေးလေးပြီးရင်ကတဲ့သေးလေးလည်းရှိရယ်ခွန်ခွာအရန်ပြင်းနေဆိုရင်မျိုးနိုးလိုလူမျိုးတွေအတွက်ပစွန်ကတော့ဒီမှာခွန်ခွာပြီးသားကိုစိတ်တလောက်စားလို့ရတယ်အာလာစားမယ်ဆိုရင်လူတွေအတွက်ဆယ်မွန်ကတော့လုံးဝမဖြစ်မနေစားရမယ် must try menu ရဲ့မှာပါတယ်အမေရိကန်အမဲသားလေးအမေရိကန်အမဲသားလေးကတော့လုံးဝအကျိုက်ဆုံးပဲဟိုအာဒီမှာကစီချင်မသားနဲ့ ဒီဘက်ကတော့စီချင်ဝမ်းနယ်ယုံနဲ့ဝမ်းနယ်ယုံနဲ့ကိုကျွန်တော်အရင် try ကြည့်ကြည့်တယ်တော်တော်မိုက်မက်နေတာမှရှိတယ်ဒါဆူရှီတန်းလေးတွေပါဒီမှာ Chinese traditional လည်းရှိသေးရဲ့ဗျာနည်းနည်းပဲမြည်မယ်အိုးအနေကတော့တော်တော်ကြီးနေတယ်ဒါပေမဲ့တောင်းလိုက်ပူမဲနေတာမှရှိပြီးကြည့်လိုက်အာအဲ အဖြစ်ဆုံးကလုံးဝချောကလက်အဲဒီမှာခိတ်တယ်အများကြီးဆိုတော့တကယ်ကွာဘေကရီတိတ်တိတ်လေးရောက်သွားသလိုပဲ topping ice cream ဆားလို့ရှိရင် topping တွေအပြည့်နဲ့စားနေတယ်ဆိုပြီးအတွက်ဒီမှာစိတ်တိုင်းကျ topping တွေကျက်သလိုရွေးလို့ရတယ်စပစ်တီ6တွေပြီးရရင် topping တွေလေမစ္စတာဘေကာရဲ့မှာဟိုလီဒီတွေမှာစိတ်လဲစားပြတာမြင်မှုရဲ့ကဘာကြဟုတ်ပါရှီရှားမုံကရှီရှားမုံကဟုတ်လားအဲ့ဒါလုံးဝကွာရွှေလိုပဲအဖို့တန်တယ် တော့နောက်တစ်ခါဒါစရင်လက်ကြီးဖြစ်တယ်တဲ့အမီးပေဒါဒီအတော့ဟဲ့တွေအတွက်ဆိုလို့ရှိရင်တော့လုံးဝကွတ်တီပဲတစ်စတစ်တွေကအစာရှိရဲ့ဟုတ်ချောကလက်ပြီးသားလားငါသားလေးအမဲကြွက်သားတုပ်တယ်ဟုတ်အဆုံးမဲဗျသူကဝက်လက်ကိုပေါင်းပြီးတော့မှပြန်ကြော်တာဆိုတော့လုံးဝရှည်ကြီးငါမုတ်တရားကျွန်တော်ငါမဆောက်ကျွန်တော်မထိုင်းတော့ပါဘူးဒါကရေချုံမစုံနဲ့ဒီမှာကျွန်တော်လုံးဝစားကြည့်နေတဲ့ဟာ ချောင်းသာမှာကနန်းကွက်ကျော်သွားပြီးစားပြီးကြတဲ့ဟာအခုပထမဆုံးပြန်စားရတယ်ကနန်းကွက် Oh my god ယူရီယာရှယ်ပဲအကြည့်ပဲကနန်းသားစားခဲ့တဲ့ဟာမျိုးပေါ့နော်ဒီမှာပါပိုက်ခရုလို့ခေါ်ပါတယ်ဗျသူကပြုတ်ပြီးသွားလို့ရှိရင်ကောက်ဆော့ဆော့ပြီးစားလိုက်အောင်ပေါ့ကြရတော့ဒီမှာကြောက်ကြောရှိမယ်ကြောက်ကြောဦးပါဒီမှာဒါဆိုစတော်ဘယ်ရီနဲ့ဒီမှာကစတော်ဘယ်ရီအသီးကိုဆွဲထားတာပါဗျရှယ်ပဲ Wow 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 ကဲအခုဆိုရင်တော့မျိုးလုံးနဲ့ကျော်နဲ့နှစ်ယောက်မှားထားတဲ့ခင်းဘွဲတွေအစုံအလင်းကိုရောက်နေပြီဖြစ်ပါတယ်။ဒါတော့မှားထားရဆိုတော့မျိုးလုံးရွေးထားရဆိုရင်တော့ပုံမှန်လိမ့်မယ်။တာဝီရောကမဖြစ်မနေစားရတယ်။ဟုတ်အများကြီးပဲ။ရဲ taste ကတော့ပြောရအောင်လို့လုံးဝ share ပဲ။ဒါကြီး။อืม တော်လေး premium channel လို့ပြောလို့ရပါတယ်အဲ့တော့အမေသားအမေရိကန်မေသားပါဗျာအမေရိကန် beef ပေါ့နော်ဟင်းကဲလက်အိတ်ကကျွန်တော်ဘာစားပြလဲဆိုတော့သိကြကြပြီလားကျွန်တော်စားမဲ့ဟာကတော့ချောင်းသာမှာပဲရနိုင်တယ် ကနန်းခွက်ကျော်ကျွန်တော်တို့စီးမှုစီးပြီးပါလေရပါတယ်သူကနန်းခွက်ကျော်စားနေတယ်မှာမျိုးတော့ပင်လယ်ဆိုင်မှန်ကန်ထိုင်ပြုတ်နေတာပေါ့နော်ခင်နေဆိုလို့ရှိရင်အမျိုးစုံရောတကယ်အပြင်ဘီယာဆိုင်တွေမှာရတဲ့အခင်မျိုးတွေကိုစိတ်ကြိုက်မှာပြီးစားလို့ရတယ်ကျောင်းလက်ထဲကဒါလေးရတော့ဆော်လမွန်လေးပါဗျတန်တန်ဒါဆိုရင် Sifu City ရဲ့ signature add tag ကဲမြန်နိုးတို့ကတော့လုံးဝ seafood တွေကိုလည်း bite ဝစားပြီးသွားပြီပြီးတော့ဒီမှာရှိတဲ့ side dish တွေပြီးသွားရင်အချိုပွဲတွေကိုလည်းစုပ်စုပ်လေးလေးလေးမြည်ပြီးပေါ့နော်ခဏနေကြရင်တော့အထွက်ကြရင်ဒီမှာ hey you ကဒါ drinks တွေလည်းဒီမှာရရဲအဲ့တော့ hey you က drinks တွေအောက်တစ်ခွက်နဲ့ပြီးရင်ထပ်ဆွဲမယ်လောလောဆယ်တော့ဒါမြန်နိုးတို့စားခဲ့တဲ့ဒီ seafood buffet ဆိုင်ပြီးတော့ seafood city ကိုလာကျင်တဲ့တွေအတွက် seafood city ကဘာမှရှိလဲဆိုတော့မယန်းကုန်းမြို့နယ်မင်းသမားလမ်းမပေါ်ပြီးတော့ လေးရက်ကွအဲ့မှာရှိပါရှင်ဒါဆိုလို့ရှိရင်ဒါဒီနေ့ဗီဒီယိုမှာမျိုးတို့ဆက်ပြတ်သွားတဲ့ site လေးမှာလာစားမယ်ဆိုလို့ရှိရင်တော့ဒီလအတွင်းမှာပဲအမြန်ဆုံးလာစားဖို့အတွက်မျိုးတို့ကတော့ pick ခေါ်ပါရဲပြီးတော့မျိုးတို့နဲ့လင်တန်လိုမျိုး buy what စာပြောလို့ရှိရင်လည်း comment မှာ review လေးရေးခဲ့ပေးပါအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတဟက်မြန်မာရဲ့ social media platform တွေကို like and follow လုပ်ဖို့လုံးဝမမေ့ကြပါနဲ့ခင်ဗျဒါဆိုရင်ညနေနဲ့ဒီလိုနောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်အားလုံးပဲတတပါ